တူပြီးတော့ကိုကြီးကအဲ့တုန်းကမူပြီးတော့ဆက်ကန်းနဲ့ပြန်လာအဲအတူကြည့်ပြီးရေးလိုက်တာပါဒီကောင်အောင်ဆုံးလို့ပြောတာပါနောက်တစ်ခါဆိုခွင်းလို့နဲ့กว่าဒီ year ဆိုတာအစပြီးတော့အမတ်မှာပဲဟို robot နဲ့လုံးနေနဲ့ဟိုနာမည်ပေးမယ်ဆိုပြီးတော့စဉ်းစားတော့သူကသူ့နာမည်ကအောင်ဆုံးမင်းဆိုတော့ A ကျွန်တော်နာမည်ကဖြိုးဝေတုံးဆိုတော့ P နောက်အဲ့အချိန်မှာ character တီးတာ I like I like ဆိုတာ T A I P ရဲ့ညီအခုတော့ဆုံးသွားတယ် ျွန်တော်နေထားနေဆိုဘယ်လိုခေါ်မလဲပို့တော့ပို့သေးတယ်လို့ပြောလို့ရတယ်ရှင်းပြောကျွန်တော်ကဘာမှမတတ်ဘဲနဲ့လှုပ်ရှင်တဲ့စိတ်လေးတစ်ခုတည်းနဲ့ပဲကျွန်တော်ကလှုပ်တာလေအဲ့တော့ကျွန်တော်ရားခဲ့ reset တွေကပြန်ကြည့်မယ်ဆိုကျွန်တော်ကျေနပ်တယ်နောက်ပြီးတော့ဟိုအဓိကကျွန်တော်တို့အာတီတာပေါ့နော်ကျွန်တော်ရဲ့အာတီတာအရကျွန်တော်ကလုတ်ခဲ့တဲ့ဟာကို ပြန်ကြည့်လိုက်မှပြန်ကြည့်လိုက်တဲ့အချိန်မှာနောင်လာရစရာမရှိဘူးကြာအာတိုတယ်က၄ယောက်ပေါ့၄ယောက်ဆိုတော့ကျွန်တော်အဆိုကွာဘေ့စ်နော်အိုဒရမ်ရှိတယ်ဂီတာရှိတယ်၄ယောက်ပေါ့အာဆပ်ပွဲတော့ကတော့ကိုမိုးကြီးကဒရမ် အဲကျော်ကြီးရခေတာ ကျော်ကြီးဆိုအခုဟွာမင်းသားကျော်တော့အခုပေါ့သူကတော့မရှိတော့အခုလက်ရှိတီးနေတာတော့ဖိုချန်တီးနေတယ်ခေတာဒရန်တော့အရင်တိုင်းမှာစဖွဲ့တာတော့2004သကြံပြီးမှစဖွဲ့အခွေစထွက်တာတော့ချစ်သူမျက်နှာမှာစပါတာတော့2005မှာစပါရှူးစတီးတာလည်း2005မှာပဲစတီးတယ်ဇန်နဝါရီမှာစတီးတယ်အကြောင်းမှာတကယ်ချင်းပေါ့ကျွန်တော်တို့ယူနီဗာစီတီမှာတကယ်ချင်း အဲ့ရန်နေပြီးတော့အစားဖွဲ့ပြလာ။ဟိုငကိုတငယ်ချင်းတွေကလည်းအเจ้าမှပါတယ်။ပါတယ်ပေါ့။ဟိုတွေ့ကြတယ်။အဲအเจ้าတငယ်ချင်းတွေကလည်းရက်ကွက်တဲ့အထိရောက်လာတယ်ပေါ့။အဲအဲ့လိုမျိုးတွေပေါင်းကြအစုံပေါင်းတာ။အဲဘယ်လိုဖြစ်သွားလဲဆိုတော့2004မှာကျွန်တော်အเจ้าပြီးွားတော့အားနေတယ်။အားနေတော့ဘာလို့အောင်မသိဘူး။သူတို့ကတော့ငကိုတွေကဟိုဘန်ရှိရရှိရသွားဟိုခွေပါတော့မထွက်ပါတော့ဘန်လောက်ပြီးတော့တချင်းတွေပါဟိုလောက်ဒီလောက်အဲ့လိုလုံနေရရှိရတငယ်ချင်းတွေပဲ။ အဲ့ဒါနဲ့အားဝါးတဲ့အခါမှာကျွန်တော်ကလည်းအဲ့ဒီငကိုတော့ကတော့ဆိုဖို့တော့စီစဉ်မရှိဘူးဒါပေမဲ့ဟိုတငယ်ချင်းတွေအဲ့လို recording တွေပါတယ်တွားရင် live ဝါပါနဲ့ဆိုဝန်တော့ပါတာပေါ့လေအဲသူနဲ့နှစ်ယောက်အဲ့လိုပဲတောင်းရင်နဲ့မင်းရေးမလားတီးမလားငါဆိုမယ်ဆိုပြီးတော့အဲ့လိုပဲနှစ်ယောက်တည်းပြောရင်နဲ့သဘောတူပြီးတော့အဲ့မှာစပြသွားတာအကြိုက်ကတော့ဘယ်လိုပြောမလဲဆိုတော့ ကျွန်တော်တို့အခုစပြီးတော့ဒီ music ကို လုံးမယ်လဲဆိုတော့ရှင်းပြောရအောင်ကျွန်တော်ကဟိုတိတ်တက်လို့လောက်တာလည်းမဟုတ်ဘူးလေ professional လည်းမဟုတ်တဲ့အခါကျတော့ကိုလောက်တက်တာနဲ့ကိုလုံးနိုင်တာနဲ့ကိုလုံးချင်တာနဲ့ဟိုဟိုဘယ်လိုခေါ်မလဲအဲ့လိုပဲလုံးလိုက်တဲ့အချိန်မှာလုံးနိုင်တာနဲ့ဟိုလုံးချင်တာနဲ့ပေါင်းပြီးတော့ဖြစ်သွားတဲ့ဟာလေးပေါ့အဲ့လိုဘယ်ဟာကြီးလုံးမယ်ဆိုပြီးရွယ်ချက်တော့မရှိပါဘူးအမ်ရှိရဟိုတောင်းကြတာတော့မဟုတ်ဘူးပေါ့ဟိုကျွန်တော်ကတော့ ကိုကိုစိတ်ကူးလေးနဲ့ကိုပဲသွားတာပေါ့နော်ဟိုတချို့မြန်မာတော့အဲ့လိုမျိုးပုံစံလည်းမြင်မြင်မြန်မာပေါ့ဟိုတော့ကိုစိတ်ကူးတက်ရပဲလောက်တာပေါ့ထင်ရဆိုင်တော့အဲ့လိုမျိုးလေးပုံစံပေါက်သွားတာပေါ့ကျွန်တော်လည်းဟိုရှိုးသွားရင်ဆိုလို့ရှိရင်ခတ်ထွေတွေဆိုတော့ဒီလိုပဲပေါ့အလွဲတွေတော့အများကြီးပဲပေါ့မသိဘူးပရမအောင်ရှိုးတီးရဲ့ရက်မာကိုပဲရောဘန်အနေနဲ့ရှိုးတီးရဲ့ရက်မာပဲနှစ်ပွဲတီးတာ နမဆိုအဲ့ဘယ်နမဘွေအများကြီးညုံမှာအော် sorry ညကျွန်းတာမှာဟုတ်နော်နော်ပျော်စင်ကျွန်းမှာကျွန်းကျွန်းမှာအဲ့ဒါမက်ဒဇုန်းဖွင့်နေပေါ့နော်အပြီးကြပြီးတော့နောက်အလုံးမှာတပွဲရှိတယ်အဲ့မှာမမီလိုက်ဂျားထဲမှာတော့တော်တော်မူးသွားတယ်ပေါ့နော်ပျော်တာပေါ့အရန်မူပရမဘွေမရောက်ခင်နေမူးနေတယ်နည်းထိန်းသားတယ်ဟိုဘယ်လိုလဲဆိုတော့အလုံးဘွေမတိခင်မှာဆိုဝက်ကတော့မှောက်နေခေါ်လို့မရတော့ ဟိုတီးရမယ်အလဲရောက်တော့မယ်ဆိုတဲ့အချိန်မှာသူ့ကိုခေါ်လို့မရတော့အဲတငယ်ချင်းတယောက်ကအစားဝင်တီးပေးဖို့ဂီတာပဲလွယ်နေနောက်ဆုံးကြတော့မှဟိုစင်ပေါ်တက်ခံနေကြတော့မှအာမဖြစ်ဘူးဆိုတော့သူ့ကိုတွဲခေါ်ပြီးတော့အင်းကြီးပါချွေရိုးရိုးကနေမှခေါင်းလေးပါလောင်းချတော့မှနည်းနည်းလေးဟိုဟန်သွားတော့မှတက်ပြီးတော့သူ့ပဲပြန်တီးရပါနောက်မှပြီးရကျွန်တော်အဲ့မှာတီးတော့ပိုးဆိုတော့ကျွန်တော်တို့တင်မဟုတ်ဘူးတကယ်တော့ drum တီးတဲ့ drum ကတော့ kick ကြီးကပြုတ်နေတယ်အဲ့တော့က ူကပြောနေဒီနော် base rank ကပြုတ်လဲ။ तू ကအဲ့တော့ drama လည်းမပြောဘူးဆိုတော့ဘာနဲ့ထိန်းသေးလဲ။ပြီး flow တုံလေးကိုထိန်းပြီးတင်တာ။အဲ့ပွဲပြီးတဲ့အချိန်တော့အတချင်းကလေးဖို့လားမသိဘူးဆိုပါရယ်။ပွဲပြီးတဲ့အချိန်အဲ့လိုပဲလှုပ်သွားတာ။ kick ကလုံးဝပါမလာဘူး။အဲ့ flow တုံကတင်းနေတဲ့အချိန်လုံး။အဲ့လိုပဲဖြစ်သွားတာ။နေကြီးပြတ်သူသူလည်းအစောဆုံးတချင်းတွေမှာပါတယ်။ပုံပြောပြမယ်ဝောင်းနဲ့မရှိမနာအောင်ပဲ။ထောင်းရေးတာနှစ်ထောင်းလေးထဲမှာပဲရေးတာ။ထောင်းလေးထဲမှာပဲ။ထောင်းလေးကြံပြီးကစားတယ် ဘာလဲတချံပြီးကားသားမှာပဲဖွဲ့အဲ့မှာမကြည့်လိုက်တာအိမ်မှာကျော်တနေ့တပုတ်ချရတယ်လေညနေကျန်စုပြီးကြတယ်အဲ့ကျော်တချင်းနေအဲ့ဘန်ဖွဲ့ပြီးမှာပဲ तू ကဘန်အတွက်ဒီတဲ့အဲ့လိုကျွန်တော်အတွက်ပဲတဲပြီးရေးတာအဲ့ဆရာကကျွန်တော်ဟိုဘက်ကပုံစံမျိုးနဲ့ကျွန်တော်ကိုအောင်တို့ဘာလို့လေအဲ့ဘက်တိတ်ကြိုက်တာကျွန်တော်တဲပြီးရေးတော့ကီးအားစဟိုကျွန်တော်ကီးနဲ့ပဲရေးတာစလာတယ်အဲ့လိုမျိုးလူငယ်ဆန်ပေါ့ကျွန်တော်ကြိုက်တဲ့ဟာလေးနားထောင်ရင်းနဲ့တွတ်တွတ်ဖြစ်လာတာမာ blink 182လို့ green day လို့ပေါ့အဲ့ကျွန်တော်တိတ်ကြိုက်တာ blink ကိုတိတ်ကြိုက်တာကျွန်တော် blink ကြိုက်တယ်နောက် the use ကိုဘာလို့ကြိုက်တယ်အဲ့လိုပဲပေါ့ ိမ်ပဲအရေးတွေပါတာအာအဲ့ဒါကမောင်လို့လာပြီး2009မှာထွက်တာအဲ့တော့မှထွက်ပြီးတော့2000ဟိုရှုံးဆိုတာဆိုကျွန်တော်တော်တော်ကြာပြီ2010ကျော်2012လောက်ကစပြီးတော့မစိုးပြတ်တော့တာအခွေလည်းမထွက်ပြတ်တော့တာဒါအဲ့နောက်ပိုင်းမှာတော့ recording တွေတီးရသေးတယ်တီးသေးတယ်ဟိုနောက်တစ်ခွေထွက်လဲတီးတာလဲကျွန်တော်စိုးဖို့လောက်ပဲကြာနေတာမစိုးပြတ်တာတော်တော်များပြီးနေပြီ ဟိုအဲ့လောက်မှတိတ်မလုတ်ဖြစ်တော့တာဗောနော်မလုတ်ဖြစ်တော့သာဟိုဟိုဗန်ထဲကလူတွေကလည်းမိမရပါရနဲ့ဟိုအရင်လို့ဟိုနေတိုင်းဟိုအချိန်တိုင်းမတွေ့တော့တာလည်းပါတယ်ဟိုနောက်ပြီးတက်ကြွတဲ့အရွယ်မဟုတ်တော့တာလည်းပါတယ်ဟိုစိတ်ထဲမှာလည်းတိတ်မလုတ်ချင်တာလည်းပါတယ်အဲ့ဒါနဲ့မလုတ်ဖြစ်ပဲနဲ့ဒီတိုင်းထားတာပေါ့အဲ့ဒီဆိုတာကြီးလည်းမဆိုဖြစ်ပဲနဲ့ဒီတိုင်းထားတာ ဟိုနောက်ပြီးတော့ကျွန်တော်ဗန်စားဖွဲ့တယ်ဟိုကဘလောက်ထိသွားမယ်ဆိုရဲ့ရည်ရွယ်ချက်မရှိဟိုအဓိကကျွန်တော်တို့တီးမယ်ရော်ဘောင်းဝင်မယ်ဆိုမယ်တချင်းလုံမယ်အဲ့လောက်ပဲရှိတာဟိုအခွေလဲထုတ်မယ်လို့ဘာလို့အထီကိုရည်ရွယ်ချက်ကိုမရှိသွားသူကဟိုသွားသွားနဲ့ဟိုရှိုးရေးဆိုဖြစ်တဲ့အခွေလုံဖြစ်တဲ့ဟိုတွဲဝယ်ဆိုလဲသွားသူပါပြတ်သွားတာပဲရှိတာ ਨੇ တဖြည်းဖြည်းနဲ့အာဟိုကို့တဖွဲ့တဲ့ဒီအဘန်လေးတော့ဟိုလုံးလက်စားနဲ့ဟိုပြီးအောင်လုံးမယ်ဆိုပြီးတော့လုံးပြီးကိုယ့်အကိုပရိုဇာလည်းမရှိကိုယ့်အကိုပဲထုတ်ခဲ့တာလေ။နောက်ပြောရမယ်ဆိုဟိုကျွန်တော်တို့သချင်းအစ်စ်ကိုမျောနေဆိုပေးသက်ဆိုတာလည်းတိတ်မရှိဘူးလေ။ဟိုပြောဟိုတွားသူကြိုက်တဲ့လူတော့ရှိရင်ရှိမယ်လေ။ဟိုလိုမျိုးပေးသက်ကြီးအများကြီးမရှိဘူး။မရှိခဲ့ခါကျတော့ကျွန်တော်ကအဲ့တွားလည်းမရှိခဲ့ခါကျတော့အေးဆေးပဲပျော်တဲ့ချိန်လုံးမယ်။ ဟိုမပြောအချိန်မလုပ်ဘူးအဲ့လိုသဘောမျိုးပဲဟုတ်သရှင်သစ်တွေကမရှိမို့ရှိတယ်နောက်ဟိုသုံးခွေစာလောက်ရှိသေးတယ်ဒီမိုတွေကဟိုအချောသွန်းသားဆိုလဲတခွေစာကဟိုပြီးလူပြီးခင်မှာရှိသေးတယ်အဲ့လိုမျိုးပေါ့ချောရှစ်ဖို့တလားတော့ဒီမိုမလောရသေးရသချင်းတွေလည်းရှိသေးတယ်အားရရဟိုဂျာမန်ထားတာပေါ့နော်လုတ်ချင်စိတ်ပေါ်လာတဲ့အချိန်မှာထားလို့မယ်ဆိုတော့ပုံစံမျိုး လက်ရှိမှာတော့ကျွန်တော်ကမလုံးဖြစ်သေးဘူးဆက်ပြီးတော့ဟိုတရှင်အစ်တတွေမလုံးဖြစ်သေးဘူးမထွက်သေးဘူးဒါပေမဲ့ဟိုခုနပြောလိုမျိုးလုံးချင်တဲ့အချိန်ကျရင်တော့ပြန်လုံးဖို့တော့ရှိပါရှိရဲဆိုတော့နောက်ထပ်လည်းလုံးဖြစ်တော့လုံးဖြစ်မှာပါပြောရမယ်ဆိုတော့ဒီလောက်ကဟိုကျွန်တော်ကဒါကိုတမွေးဝမ်းကြောင်းအနေနဲ့မလုံးပေမဲ့ဟိုကိုင်သာတင်ပုံနဲ့ကျွန်တော်ပြောဘူးသလိုမျိုးပေါ့ပြောဘူးဆိုရယ်ဆိုတာတရက်သူနဲ့ကျွန်တော်လည်းအဲ့လိုနှစ်ယောက်တည်းတောက်နေနေတဲ့ ဟိုကျွန်တော်ကစကားပြောနေနဲ့ဘောနော်သိကြာကြာမလုပ်ပေါ့ခဏပဲဒါဟုတ်လှုပ်ရှင်တာလေးလှုပ်ပြီးရင်တော်ပြီဆက်မလှုပ်တော့ဘူးဆိုရက်အာပြောတော့ तू ကအောင်းနဲ့ဒီလှုပ်ကားတဲ့ဟိုအဲ့လိုလှုပ်ပြီးရက်လိုက်လို့ရတဲ့အလုံးမဟုတ်ဘူးတဲ့ဟိုတေးမပဲရက်သွားမှာတဲ့ तू ကအဲ့လိုပြောတယ်ပြောဘူးတယ်ဗောနော် तू ပြောပြီးတော့တိတ်မကြောက်ရလာပိုင်းတော့မကြောက်ဇူလခါရမ်းမှာလှုပ်တဲ့ပွဲမှာ तू ကမဆိုးတော့ဘူးဆိုပြီးတော့ तू ကထကြင်ညာပြီးတော့ ဘန်ဖြတ်ပြီးတော့နိုင်ငံသားထွက်သွား။အာဒီပဲလို့ငါပြောရပြန်ဘာမှမကြသေးဘူးလို့ပြီးတော့ तू ကတလွဲလို့သွား။ဒါမဲ့သူ့စကားတော့ तू တီးပါနောက်တော့ तू ပြန်လာပြီးတော့လှုပ်ပြီးတော့တေရဲတိ तू လှုပ်သွားအဲ့တော့လေးစားဖို့ကောင်းပါသူ့စကားတော့ तू ညီတယ်ပေါ့ဒါမဲ့ तू ပြောသလိုမျိုးကျွန်တော်ကဖြစ်မဖြစ်ဆိုတာတော့မသိသေးဘူးပေါ့နော်ကျွန်တော်လည်းပြန်လှုပ်မလားဆိုတာတော့